ကလေးတငယ်ခွင့်ရေးတွေနဲ့ပတ်သက်ပြီးမန္တလေးတိုင်းဒေသကြီးအတွင်းမှာပုံမဖွံ့ဖြိုးအောင်ဆောင်ရွက်သွားမယ်လို့မန္တလေးတိုင်းဒေသကြီးလူမှုကယ်ဆယ်ရေးနဲ့ပြည်လဲနေရချထားရေးဝန်ကြီးဌာနတိုင်းဒေသကြီးတိုင်းဦးစီးမှုကပြောပါတယ်ငိမ်းမိုးအောင်သတင်းပေးပို့ထားပါတယ်ရှင်မန္တလေးတိုင်းဒေသကြီးလူမှုကယ်ဆယ်ရေးနဲ့ပြည်လဲနေရချထားရေးဝန်ကြီးဌာနတိုင်းဒေသကြီးဦးစီးမှုဦးကျော်ဝင်းက28နှစ်မြောက်ကလေးတငယ်ခွင့်ရေးဆိုင်ရာကုလသမဂ္ဂညီလာခံသဘောတူစာချုပ်နှစ်ပတ်လည်နေ့အခမ်းအနားမှာပြောခဲ့တာပါဒီနေ့ဆိုလို့ရှိရင် ဒါကလေးတွေငယ်ခင်ဗျားဆိုင်ရာသဘောတူစာချုပ်တန်းတော့ဘူးအခမ်းအနားလေးကိုခိုင်ခိုင်မြန်မြန်ပဲခိုင်ခိုင်နာနာပဲကျင်းပါတယ်ဘာလို့လဲဆိုတော့ဒီကလေးတွေငယ်အခွင့်အရေးတွေဘလို့ရှိတယ်နော်ကလေးတွေဘလူးကပဲဆောက်ရှောက်ရမယ်ကလေးကိုရင်းနှီးမြှုပ်နှံရမယ်ကလေးကနာအရေးကြီးတယ်ဆိုတာကိုလူသားပြည်သူတွေကြည်ကြည်ပြန့်ပြန့်အဲသိစေခြင်းလို့အဲဒီလိုခန္ဓာနေဖြစ်ပါတယ်28နှစ်မြောက်ကလေးတငယ်ခွန်ရေးဆိုင်ရာကုလသမဂ္ဂညီလာခံသဘောတူစာချုပ်နှစ်ပတ်လည်နေ့အခမ်းအနားကိုမန်းလေးမြို့မနော်ရမန်ဦးရင် ပြည်သူ့ဟိတိုင်ကွင်းမှာနိုဝင်ဘာလ20ရက်နေ့မနက်7:00နာရီကကျင်းပခဲ့တာပါ အခမ်းအနားမှာ NGO INGO တွေနဲ့ကလေးသင်ငယ်ဆိုင်ရာအခွင့်အရေးကိုဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေနဲ့ကလေးသင်ငယ်တွေတက်ရောက်ခဲ့ကြပါတယ်နှစ်ပတ်လည်နေ့အခမ်းအနားတက်တာပြောလဲပြောပါတယ်ပြမာတို့တရားလာဦးဖြစ်ပါတယ်ဂိမ်းနေရာလဲဆောက်လုပ်ကောင်းလက်ဆောင်ပစ္စည်းတွေလည်းရပါတယ်ဟိုကြတော့ဒီပွဲလည်းဟိုပြည့်ရတဲ့ဟာမျိုးခွေးကလေးငယ်ခွေးတရားဟာလည်းရှိပါတယ်ဒီကဒီ ေးသူရခွေးဆိုင်ရကုမရညီလာဆိုင်တို့ဒီကကြောင့်နှစ်ပတ်လည်ခန္ဓာကတဲ့အားရလို့ချီးလုပ်ကောင်းပါတယ်ကလေးတငယ်ခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ်နှစ်ပတ်လည်နေ့အခမ်းအနားကိုမန်းလေးမြို့မှာနေ့စဉ်ကျင်းပခဲ့တာဖြစ်ပါတယ်။ကျွန်တော်ငိမ့်မိုးနောင်ပါ။